ဟယ်လိုအားလုံးမင်္ဂလာပါဘဝမှာအရေးကြီးတဲ့အရာသုံးခုကိုဒီဗီဒီယိုထဲမှာမျှဝေပေးခြင်းပါတယ်အတူချောနဲ့ပြောရမယ်ဆိုလို့ရှိရင် CTD ပေါ့နေ့စဉ်နေ့တိုင်းမနဲ့နိုးလာတာနဲ့အဲ့ဒီ CTD လေးတာမှန်ကန်နေမယ်ဆိုလို့ရှိရင်ဘဝဟာလည်းဒီနေ့တခြားတူးတက်လာမှာဖြစ်ပါတယ် CTD ကဘာလဲဆိုလို့ရှိရင် C က choose ကိုရွေးချယ်တဲ့အရာပြီးတော့ T က think ကိုတွေးတဲ့အရာ D ဆိုတာက do ကိုလှုပ်ဆောင်တဲ့အရာတွေပေါ့ကိုရွေးချယ်ထားတဲ့အရာကိုတွေးတော့တဲ့အရာမှန်ကန်ပြီးတော့လှုပ်ဆောင်နေမယ်ဆိုလို့ရှိရင်ဘဝဟာမတူးတက်เสียအကြောင်းကိုမရှိဘူးကျမအပါဝင် လူတိုင်းမတူးတက်နိုင်သေးတာက နေ့စဉ်နေ့တိုင်းကိုရွေးချယ်တဲ့အရာတွေအစင်းစားတွေးတော့တဲ့အရာတွေလှုပ်ဆောင်မှုတွေမမှန်ကန်သေးလို့ဒါဖြစ်ပါတယ်ပထမဆုံး C ကပါလဲဆိုလို့ရှိရင် choose ပေါ့ ိုဘာတွေကိုရွေးချယ်ပြီးတော့မအာရုံစိုက်နေတာလဲဆိုတာကို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 ပြန်ပြီးတော့အသုံးသက်ဖို့လိုအပ်ပါတယ်။ကိုရွေးချယ်တဲ့အရာကမမှန်ကန်နေဘူးဆိုလို့ရှိရင်ဖန်ကန်ဖို့တခြားနေလိုင်းကိုရှာရမှာဖြစ်ပါတယ်။ကိုဒီခက်မှာက information overload ဖြစ်တဲ့အခါကျတော့ focus လုပ်ဖို့လည်းတော်တော်လေးကိုခက်တယ်။ကိုဘယ်ဟာကိုရွေးချယ်ရမလဲဆိုတာကိုလည်းရွေးရခက်တယ်။ဘာများရွေးချယ်ကောင်းမလဲဆိုတဲ့ဟာကို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 ပြန်ပြီးတော့ရှာဖွေကြည့်ဖို့လိုအပ်ပါတယ်။ မနဲ့မိုးလင်းတာနဲ့ဘာတွေကိုရွေးချယ်မိတာလဲနေ့တိုင်းလူတိုင်းကရွေးချယ်မှုတွေပြုလို့ကြတာပဲအင်းငါထားပြီးတော့မျက်နှာတင်မယ်သွားတိုက်မယ်အဲ့အဲ့ဒါလေးရွေးချယ်မှုတစ်ခုပဲပြီးတော့ကိုအာမထားသေးဘဲနဲ့ဒီတိုင်းပဲအိမ်မှာ YouTube ပဲကြည့်မလားဒါမှမဟုတ် Facebook ပို့လိုက်မလားဒါမှမဟုတ်အသိပညာလေးတွေကိုနားထောင်မလားအဲ့ကိုရဲ့ရွေးချယ်မှုအပေါ်မှာမူတည်တယ် TikTok ရဲ့ note delay သွားကြည့်လိုက် Facebook note delay သွားကြည့်လိုက်ဆိုရင်တော့ကိုဘဝဒုတက်ဖို့ကအဝေးနေအောင်ပါပဲ ဟိုရွေးချယ်တဲ့အရာတိုင်းဟာကိုဘွားကိုရောင်ပြန်ဟတ်စီပါတယ်။အဲ့လိုမျိုးမဟုတ်ပဲနဲ့ဒီနေ့တော့ဘ ഹു တ္တရာလေးတွေပြောအသိပညာပေးလေးတွေနားထောင်အောင်ပါပဲဆိုပြီးတော့အဲ့ဒါလေးကိုရွေးချယ်ပြီးတော့မနားထောင်နိုင်မယ်ဆိုလို့ရှိရင်ကိုဘွားဒုတက်ဖို့နေလန်းရလဲပူပူပြီးတော့နေလာမှာဖြစ်ပါတယ်။ကိုအာယုံဆိုင်ပြီးတော့ရွေးချယ်တဲ့အရာဒီတာမှန်ကန်မယ်ဆိုလို့ရှိရင်ကိုဘွားဟာလည်းကောင်းမွန်တဲ့ရလဒ်တွေရရှိလာမှာဖြစ်ပါတယ်။ပြီးတော့ဒုတိယအချက်က T think ပေါ့ ကိုပါရီစဉ်းစားပြီးတော့တွေးနေရလဲကိုရွေးချယ်ပြီးတော့တွေးတော့တဲ့အရာတွေကပဲ action ဖက်ကိုခေါ်ဆောင်လာတတ်ပါတယ်ကိုတွေးတော့တာမမှန်ကန်နေဘူးဆိုလို့ရှိရင်လှုပ်ဆောင်မှုတွေလည်းမှန်ကန်နေအောင်မဟုတ်ပါဘူးကိုတွေးတော့တဲ့အရာတွေကိုစဉ်းစားတဲ့အရာတွေမှန်ကန်မှပဲလှုပ်ဆောင်မှုတွေကလိုက်လာမှာဖြစ်ပါတယ်မဟုတ်တာတွေအာယုံဆိုင်နေတယ်မဟုတ်တာတွေတွေးတော့နေမယ်ဆိုလို့ရှိရင်တော့အဲ့မဟုတ်တဲ့အရာကိုပဲလှုပ်ဆောင်မှုကလိုက်ပါလာလိမ့်မယ် ပြီးတော့ခုအတွေးထဲမှာ negative တွေပြည်နေလို့ရှင်လဲအဆင်မပြေပါဘူးဥမာပြောရမယ်ဆိုလို့ရှင်ဒီခွက်ထဲမှာရေကိုအပြည့်ထည့်ထားတယ်ဆိုလို့ရှင်နောက်ထပ်ရေထည့်လို့ရအောင်မလားမရဘူးခုအတွေးထဲမှာ negative တာပြည်နေမယ်ဆိုလို့ရှင် positive ဆန်တော့မှာမဟုတ်ပါဘူးအဲကြောင့်အဲ့ဒီ negative လေးတွေကိုအကုန်ဖေရှားတော့မှ positive တွေထည့်လို့ရမှာဖြစ်ပါတယ်ခုအတွေးထဲမှာ negative ပြည်နေလို့ကတော့လှုပ်ဆောင်မှုမှလည်းအဆင်ပြေနေမှာမဟုတ်ပါဘူးအခုမှခုအတွေးက တိတ်နဲ့အနာကမှာပဲရှိနေလက်ရှိမှာရှိမနေဘူးဆိုလို့ရှိရင်လည်းအဆင်မပြေနေပါဘူးကိုကအတိတ်မှာနေနေတာမဟုတ်ဘူးအနာကလည်းရောက်နေသေးတာမဟုတ်တော့လက်ရှိဘဝကိုပြန်ပြောအာယုံဆိုင်ဖို့ဖြစ်ပါတယ်ကိုလက်ရှိဘဝကိုဘလူးတူးတအောင်လှုပ်ဆောင်ရမလဲဆိုတဲ့ဟာကိုစဉ်းစားတွေးတောနေဖို့ဖြစ်ပါတယ်ကိုကိုကိုရှာဖွေဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့နောက်ဆုံးအချက်က do ကိုရွေးချယ်တာလည်းမှန်ကန်တယ် ိုတွေးတော့တာလည်းမှန်ကန်နေတယ်ဒါပေမဲ့လှုပ်ဆောင်မှု action မပါလာလို့ရှင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးရွေးချယ်မှုမမှန်ကန်ဘူးအတွေးတွေလည်းမမှန်ကန်ဘူးဆိုလို့ရှင်လှုပ်ဆောင်မှုကလည်းမှန်ကန်နေမှာမဟုတ်တလို့ရွေးချယ်မှုမှန်ကန်တယ်ကိုအတွေးတွေလည်းမှန်ကန်တယ်ဆိုပေမဲ့ action မပါလာလို့ရှင်လည်းဘာမှဖြစ်လာမှာမဟုတ်ပါဘူးဒုံရင်ကဒုံရင်ပဲဖြစ်နေမှာပါဒါကြောင့်မနဲ့မိုးလင်းတာနဲ့ကိုပါတွေကိုရွေးချယ်နေတယ်ပါရီကိုတွေးတော့နေရလဲ ကိုဒီနေ့ဘာတွေလှုပ်ဆောင်ရမလဲဆိုရက် CTD ကိုတေချလေးစစ်စစ်ပြီးတော့မှပြုတ်ပြင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘဝကတနေ့ပြီးတနေ့တိုးတက်လာမှကျင်းသေးတယ်ဆိုရက်အကြောင်းကိုဒီဗီဒီယိုထဲမှာအနေငယ်မျှဝေပေးချင်ပါတယ်ဒီဗီဒီယိုလေးအကျူးရှိတယ်ဆိုလို့ရှိရင်တော့တခြားသူတွေအတွက်အကျူးရှိအောင်မျှဝေပေးစီချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်